မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညင် जा မှုဦးစီးဌာနကနေနိုဝင်ဘာလ10ရက်ဒီဂရီ9.9အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအပြားတာယာနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်သင့်တဲမှတိမ်ထူတဲ့နေကကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမယ် ဒီကနေ့ညနေဒီခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထုံးပါမယ်။မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြားနေပြည်တော်၊ကယားပြည်နယ်တို့တွင်နေရာကျကျပဲခူးတိုင်းဒေသကြီးနှင့်အေရီတိုင်းဒေသကြီးတို့တွင်နေရာဆက်ဆိတ်၊ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထစ်ချုံရပါမယ်။ရွှေရယာနှုံးပြည့်ဖြစ်ပါသည်။ ဗိုလ်ထိန်ထောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်ဗိုလ်ထိန်ထောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအစိုးရမိုးထိန်ထောင်များရွေရှားရာနေရာတချို့တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျုပ်ပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါတယ်။မြမပင်လေပြင်းတွင်လှိုင်းတင်တင်ရှိပါမည်။ လိုင်းမြစ်မှာမြမကန်ရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တွင်6ပေမှ10ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျှော့နေနိုင်ပါတယ်။နေပြည်တော်နဲ့နေတဝိုင်တွဲဒီကနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာအရနှုန်း80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်တွဲဒီကနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာအရနှုန်းပြည့်ဖြစ်ပါတယ်။ ။မန္တလေးမြို့နယ်ဒီတဝိုက်အတွက်ဒီကနေ့ညနေတိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရုံ60ဖြစ်ပါတယ်ရှင်။